လုံးကတည်ခဲ့ရတာဖြစ်တယ်။အာရမစပြီးတော့မှလူသားမျိုးနွယ်စုအလုံးကတည်တယ်။မတည်တဲ့သူဆိုတာလူသားမျိုးနွယ်မှာမရှိဘူးဖြစ်တယ်။အဲ့ဒီတည်တဲ့လူတွေထဲမှာမှပထမဦးဆုံးသောရှင်ပြန်ထမြောက်တဲ့တာဦးဖြစ်တယ်လို့ပြောတယ်။တည်သောသူတွေမှာတာဦးဖြစ်တယ်။ဟာလေလုယာ။တည်သောသူတွေရဲ့တာဦးယေရှုဖြစ်တယ်။ယေရှုခရစ်တော်က ကျွန်တော်ကျမတို့တည်ခြင်းမျိုးຫນွေထဲမှာရှင်တန်နေတဲ့လူသားတွေတွေကနေပထမဦးဆုံးတည်ခြင်းကနေထမြောက်လာတဲ့လူစားတိခံယူကြတဲ့ဘုရားဆင်စစ်ဖြစ်တယ်ဟာလေလုယအဲ့ဒီဘုရားသခင်ကအဲ့ဒီတည်ခြင်းကနေရှင်ပြန်ထမြောက်စေတဲ့အသက်ကိုတင့်ကိုပေးခြင်းတာဖြစ်တယ်ဟာလေလုယအဲ့ဒီအသက်ကယေရှုမှာပဲရှိတာဖြစ်တယ်သင်ကယေရှုခရစ်တော်ကို ယုံကြည်လက်ခံလိုက်ရင်တင့်အထဲထဲမှာအဲ့တည်ခြင်းကနေထမြောက်စေတဲ့ယေရှုခရစ်တော်ရဲ့ထာဝရအသက်ရှင်တဲ့အသက်ကတင့်တဲ့ကိုဝင်ရောက်လာမှာဖြစ်တယ်။အဲ့ဒီကမှာတင့်ဟာလူသားမျိုးတွေနဲ့မတူတဲ့မျိုးနွယ်စုအစ်တစ်ခုဖြစ်သွားမှာဖြစ်တယ်။ဟာလေလုယာမတည်နိုင်တဲ့မျိုးနွယ်ဟာလေလုယာထာဝရအသက်ရှင်တဲ့မျိုးနွယ်တည်ခြင်းနဲ့ကင်းတဲ့မျိုးနွယ်ဖြစ်လာမှာဖြစ်တယ်။ဟာလေလုယာ တင်ဟာဆိုလို့ရှိရင်ဘုရားသခင်အားဖြင့်မွေးဖွားလာတဲ့မျိုးနွယ်အသစ်ဖြစ်သွားတာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ယေရှုခရစ်တော်ကဒီလောကထဲကိုလာရောက်ပြီးတော့မှမွေးဖွားခြင်းခံယူတယ်။ပြီးတဲ့အခါမှာတင်ရဲ့အဖြစ်အတွက်အသေးခံတယ်၊တကြိုခံတယ်။ပြီးတဲ့အခါမှာသုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တာဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ကိုတည်ခြင်းကရှင်ပြန်ထမြောက်စေတာက ဖရာသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်လှူဆောင်ပေးတဲ့အရာကိုသင်ယုံကြည်လက်ခံလိုက်တဲ့အခါမှာအဲ့ဒီယေရှုခရစ်တော်ကိုသင်ခြင်းကရှင်ပြန်ထမြောက်စေတဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုသင်လက်ခံလိုက်မယ်ဆိုရင်သင်အထဲထဲမှာသင်ဟာအတ္တတော်မွေးဖွားခြင်းကိုခံယူရရှိလာမှာဖြစ်တယ်။သင်ဟာလူသား ကလူယောက်ျားလူမိန်းမကနေမွေးဖွားလာတဲ့တဘာဝလူသားမဟုတ်တော့ဘဲနဲ့လူသားမျိုးຫນွေအစ်စ်တစ်ခုဖြစ်သွားတာဖြစ်တယ်ဟာလေလုယအဲ့ဒီအမျိုးຫນွေတစ်ကဘယ်လိုမျိုးလဲဆိုသာဝရအသက်ရှင်တဲ့ ਨੇ ဘုရားသခင်အားဖြင့်မွေးဖွားခြင်းခံရတဲ့မျိုးຫນွေတစ်ဖြစ်တယ်လူအားဖြင့်မွေးဖွားခြင်းခံတာမဟုတ်ဘုရားသခင်ရဲ့ဝိညာဉ်တော်ကတင့်ကိုမွေးဖွားပေးလိုက်တာဖြစ်တယ်တိပိခန်းကြီးတိခန်းငယ်တုံးကိုတို့ကြည့်ရ အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သော မျော်လင့်ခြင်းအကြောင်းရှိစီခြင်းကဖောက်ပြန်ခြင်းညစ်ဆွန်ခြင်းညှိုးနှံခြင်းနဲ့ကင်းစင်သော အမွေတော်ကိုငါတို့သည်ခံရစီမည်အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောအဖြစ်ကြီးစွာသောဂရုဏာတော်နှင့်အညီငါတို့ကိုတဖန် ဖြစ်ပွားစီတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်းအာမင်ဟာလေလုယာဒီမှာအရင်ရေးကြည့်တဲ့အချက်တွေအများကြီးရှိပါတယ်ကြီးစွာသောဂယုဏလူသားမျိုးနွယ်တွေကအပြစ်သေးကမလွတ်မြောက်နိုင်ဘူးအဲ့ဒီကြောင့်ခမဲတော်ဘုရားသခင်ကလူသားမျိုးနွယ်တွေပေါ်မှာကြီးစွာသောဂယုဏတတ်တာဖြစ်တယ်ဟာလေလုယာ အဲ့ဒီအတွက်ကြောင့်ယေရှုခရစ်တော်ကိုဘာလုပ်လိုက်လဲဆိုတည်ခြင်းကနေလူသားမျိုးနွယ်အတွက်အတည်ခံပြီးတော့တည်ခြင်းကနေထမြောက်စေပြီးတော့မှတင့်ကိုမွေးဖွားပေးလိုက်တာဖြစ်တယ်ဟာလေလုယာတဖန်မွေးဖွားတယ်တင့်မိဘကမွေးဖွားပေးတဲ့အသက်မဟုတ်ဘူးခရစ်တော်အားဖြင့်သင်ဟာဘုရားသခင်ရဲ့အသက်တင့်နဲ့မွေးဖွားခြင်းခံရတဲ့လူသားမျိုးနွယ်အတွက်ဖြစ်တယ်ဟာလေလုယာအဲ့ဒီ ဖျားရဲ့လူသားမျိုးနွယ်အသည့်ဖြစ်တင်တဖန်မွေးဖွားခြင်းခံရပြီဆိုလို့ရှိရင်တော့တင်ကဖျားရဲ့အမွေကိုခံရမယ်လို့ပြောတယ်။အဲ့ဒီအမွေကဘယ်တော့မှမဖောက်ပြန်ဘူးတဲ့။ဟာလေလုယ။တင်ကိုဖျားသခင်ကမွေးဖွားပြီးရတယ်ဒီတိုင်းမပစ်တတ်ဘူး။တင်ကိုသူ့ရဲ့အမွေတော်ကိုပြီးတတ်တယ်။ဘယ်တော့မှမဖောက်ပြန်။အဲ့အမွေကဘယ်တော့မှမပောက်မပြောက်ပြတ်သွားဘူး။မဖောက်ပြန်သွားဘူး။ညှစ်ဆုံးခြင်းညှိုးနှွမ်းခြင်းမရှိဘူး။အဲ့ဒီအမွေက မတရားမှုနဲ့ရှာထားတဲ့အရာလည်းပေါ့မညစ်ဆုံးဘူးဟာလေလုယာမညှိုးနွမ်းဘူးအမြဲတည်းအဲ့အမွေတော်ကအမြဲတည်းရှင်တန်နေတာဖြစ်တယ်အမြဲတည်းအမြင့်အကြီးနဲ့ကင်းစင်နေတာဖြစ်တယ်ဟာလေလုယာသင်ဟာဘုရားသခင်အပြည့်မွေးပွားလာတဲ့လူသစ်လူသားမျိုးနွယ်တစ်ဖြစ်တဲ့အခါမှာသင်ဟာတာမန်လူမဟုတ်တော့ပါဘူးဟာလေလုယာဘုရားရဲ့အမွေခံဟာလေလုယာအဲ့အောပွဲဘုရားသခင်ရဲ့ ဝိညာဉ်တော်အဖြစ်မွေးဖွားခံပြီးတော့လူမျိုးနယ်စုတစ်ဖြစ်ပြီးတော့မှသင်ဟာအမွေခံအကြတဲ့လူသားဖြစ်ပါလေဟာလေလုယာယာကုတ်ခန်းကြီးတစ်ခန်းငယ်18ကိုတော့ကြည်ရအောင်နမိတ်တတတဝါတို့တွင်ငါတို့သည်အူတီသောအတီးကဲ့သို့ဖြစ်စေခြင်းကတမာတရားစကားအဖြစ် မိမိအလိုတော်တိုင်းငါတို့ကိုဖွားစီတော်မူ၏ဟာလေလုယအာမင်တင်ကဒုထိုးအတိတ်တော်မွေးဖွားခြင်းကိုတင်ဘလို့ခံယူရမလဲဆိုရင်ဒီမှာအတိအကျပြောထားတာဖြစ်တယ်ရာကုတ်ခန်းကြီး1ခန်းငယ်18မှာတမာတရားစကားအဖြစ်ဖွားခံရမှာဖြစ်တယ်ဟာလေလုယဖခင်ပြောတဲ့စကားအဖြစ်တင်ဟာအတိတ်တော်လူသားမျိုးနွယ်စုတဲကို မွေးဖွားခြင်းခံယူဖို့လိုအပ်တယ်။ဖခင်ရဲ့အမွေခံဖြစ်တဲ့မွေးဖွားခြင်းခံယူဖို့လိုအပ်တယ်။သင်ဟာဖခင်ရဲ့အမွေခံဖြစ်မွေးဖွားခြင်းခံယူရဲဆိုရင်သင်ဟာဖခင်သခင်အတွက်အူတီတော်အတီးဖြစ်လာမှာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်တမန်တရားစကားအားဖြင့်ဖွားရမှာဖြစ်တယ်ဒီနေ့ဖျားသခင်ကိုစကားပြောပါကိုရောရဲ့တမာတရားစကားအဖြစ် အကျွန်ုပ်ကိုပြန်လဲမွေးဖွားပြီးပါ ကျွန်ုပ်ကဘုရားသခင်ဖွားပေးလိုက်တဲ့မွေးဖွားပေးလိုက်တဲ့ညိုးတွေစုဖြစ်စီပါလို့ဘုရားသခင်ကပြောပါဘုရားသခင်ရဲ့မဖောက်ပြန်မပျက်စီးတဲ့အမွေခံဖြစ်ယနေ့မှာသားသမီးတို့ကိုမွေးခံတော်သူအဖြစ်မွေးဖွားစီပါလို့ဘုရားသခင်ကစကားပြောပါဟာလေလုယာရာခာရှိဒီဒီဒီခိစစ်ဒါကြောင့်သင်ဟာမင်းဘယ်သူတူတူတယောက်နဲ့မှမတူပါဘူးသင်ဟာဘုရားသခင်ရဲ့တူတူသော ဟာလေလုယအထူးရွေးချယ်ထားသောသူဖြစ်တယ်။ဘုရားသခင်ရဲ့အထူးတည်တံ့ညိုးဝင်စုဖြစ်တဲ့မွေးဖွားလာမှာဖြစ်တယ်။သင်ဟာချားသောလူတွေနဲ့မတူဘူး။သာဝရအသက်ရှင်တဲ့လူသား။သာဝရအမွေခံဖြစ်လာမှာဖြစ်တယ်။ဟာလေလုယခုချိန်မှာဆုတောင်းရအောင်။ဟိုဟာလေလုယအဖဖခင်ကိုရောကိုကြီးစုတင်ပါလေ။ ကိုရောပြီးတဲ့ထာဝရအသက်အတွက်ကျေးဇူးတင်တယ်ဒီနေ့မှာကိုရောပြီးတဲ့ထာဝရအသက်မျိုးနွယ်စုအသက်အကြောင်းကိုတာသမီတို့ကြားပြီးတော့မှကိုရောပြီးတဲ့ထာဝရအသက်နဲ့ကိုရောဖြစ်စီတဲ့အသက်တော်မျိုးနွယ်စုကိုတာသမီတို့ယနေ့လက်ခံရယူပါတယ်ကိုရောရဲ့တမာတရားအဖြစ်တာသမီတို့ကိုအသက်တဖန်မွေးဖွားခြင်းခံယူစီပါကိုရောရဲ့ထာဝရအမွေခံဖြစ်စီပါဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်သတင်းစကားအဖြစ်တာသမီတို့သည် ကိုရော၌အစ်စ်တော်မွေးဖွားခြင်းကိုခံယူပါရယ်ဟာလေလုယယနေ့မှာကြားရတဲ့နှုတ်ကပတ်တော်ကသာသူအတွင်းထဲမှာနားလေစီလေကိုရောဖပြကိုရောအဖြစ်သာသမီတို့သည်ဒုဒွမွေးဖွားခြင်းပြန်လည်မွေးဖွားခြင်းကိုခံယူပါရယ်ဟာလေလုယကိုရောရဲ့အသက်ဒီသောသာရအသက်ကိုသာသမီတို့ရယူပါရယ်ဒီအသက်ကသာသမီတွေမှာရှင်သန်စီလေဒီအသက်ကသာသမီတို့အဖြစ် ဆက်လက်ပြီးတော့မှကဘာဆွန်းတန်အောင်မြေကြီးဆွန်းတန်အောင်စီးထွက်ပြီးတော့မှကိုရောရဲ့အသက်ကိုရောရဲ့အမွှေးတော်ကိုလက်ဆင့်ကမ်းပြီးတော့မှဝီငှပီးကန်းတဲ့သူဖြစ်စီပါကိုရောရဲ့အမွေတော်ကိုသားသမီးကိုကိုရံရယူပြီးတော့မှအခြားသောကိုရောရှင်အဖဗျာလိုအပ်နေတဲ့သူတွေဒီကဘာသားတွေကဘာသူတွေကိုဆက်လက်လက်ဆင့်ကမ်းရတဲ့သူဖြစ်စီပါမိကြောင့် ယနေ့မနေ့နောင်ကာလမပြောင်းလည်းပဲထာဝရအသက်ရှင်တော်မူသောယေရှုခရစ်နာမဖြင့်ဆုတောင်းကိုးကွယ်ကြပါれအဖဖျားအာမင်